ြစည်းမပရိသတ်များအားလုံးပဲမင်္ဂလာပါဇူလိုင်လ2ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းနိုင်ငံသားတွေစာနာပြတဲ့နေရာတွေကိုရှောင်ရှားဖို့နဲ့လုံးဝမပါဝင်ဖို့ NUG တိုက်တွန်းတဲ့သတင်းဖန်စီခံရရသူအမျိုးသမီးကိုကယ်ထုတ်သွားသူတွေလို့ဆိုပြီးအမျိုးသား9ဦးကိုစစ်ကောင်စီတပ်ဖန်စီထားတဲ့သတင်း မင်းလာနယ်အရှိချမ်းမှာစစ်ကောင်စီတပ်ကြောင်းကြီးရွာ40ကျော်ကဒေသခံထောင်ချီထွက်ပြေးနေရတဲ့အကြောင်းနဲ့ယူကရိန်းကိုဒုံးကျည်နဲ့လက်နက်ခဲယမ်းတချို့တင်ပို့မှုအမေရိကန်ရဲဆိုင်နဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါထိုင်းနိုင်ငံသားတွေစာနာပြတဲ့နေရာတွေကိုရှောင်ရှားဖို့နဲ့လုံးဝမပါဝင်ဖို့အန်ယူဂျီတိုက်တွန်းတဲ့တဲ့တင်နဲ့စာလိုက်အောင်ပါ ထိုင်းနိုင်ငံသားတွေစာနာပြတဲ့နေရာတွေကိုမြန်မာနိုင်ငံသားတွေရှောင်ရှားဖို့နဲ့လုံးဝမပါဝင်ကြဖို့ NUG ကတိုက်တွန်းလိုက်ပါတယ်။အဲ့ဒီတိုက်တွန်းချက်ကိုအမျိုးသားညွရီအစိုးရရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်လာတာပါ။မိမိတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ပြည်သူလူထုအပေါ်ဖိနှိပ်ရက်စက်မှုတွေကြောင့်ထွက်ပြေးခိုလုံလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချင်းချောက်နေသူတွေမဟုတ်ကြပါဘူး။ မြန်မာနိုင်ငံတွင်အကြမ်းဖက်ဆေးအုပ်စုရဲ့အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးရင်အမိမြန်မာနိုင်ငံတော်ကို ပြန်လည်နေထိုင်ကြမယ်တူရတာဖြစ်ပါတယ်လို့ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ဒါ့အပြင် ထိုင်းမရင်အစိုးရလွှတ်တော် ထိုင်းတပ်မတော်နဲ့ထိုင်းပြည်သူလူထုတို့ကိုထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုစားကျေးဇူးတင်ကြောင်းအမျိုးသားညွှန်ရေးအစိုးရကထုတ်ပြန်ပါတယ်။ ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲဟွန်ဆန်တို့အလို့သဘောပြောဆိုဆွေးနွေးခဲ့တဲ့အတန်ဖိုင် လူမှုကွန်ရက်မှာပေါက်ကြားခဲ့ပြီးတဲ့နောက်ထိုင်းပြည်တွင်းရေးရှုပ်ထွေးနေကြတာပါပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကလည်းထိုင်းနိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်သူပြည်သူအင်အားပူးပေါင်းရေးအဖွဲ့ကလည်းထောက်ခံအားပေးသူတွေနဲ့ဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့လူပေါင်း18000ကျော်ဘဏ်ကောက်မှာဆန္ဒပြခဲ့ကြပါတယ် အဲဒီနောက်ဇူလိုင်လ၁ရက်နေ့မှာထိုင်းဝန်ကြီးချုပ်ဖေထုံတန်းရှင်နာဝက်ကိုယာတုဆိုင်ငံ့ထားဖို့အခြေခံဥပဒေတရားရုံးကဆုံးဖြတ်ထားပါတယ်ခင်ဗျာ။ဖန်စီခံထားသူအမျိုးသမီးကိုကဲထုတ်သွားသူတွေလို့ဆိုပြီးအမျိုးသား၅ဦးကိုစစ်ကောင်စီတပ်ဖန်စီထားတဲ့တဲ့နဲ့ဆက်ရအောင်ပါ။ ရန်ကုန်တိုင်းလှိုင်းသာယာအရှိပိုင်းမြို့နယ်မှာနိုင်ငံရေးအမှုနဲ့ဖမ်းဆီးထားသူအမျိုးသမီးကိုကဲထုတ်သွားသူတွေလို့ဆိုပြီးအမျိုးသား၅ဦးကိုဖမ်းဆီးရမိထားတယ်လို့စစ်ကောင်စီ lobby channel တွေကဒီကနေ့နေ့လယ်ပိုင်းမှာဖော်ပြလာပါတယ်။စစ်ကောင်စီဝါဒဖြန့် Telegram channel တွေကဖော်ပြလာတဲ့တပ်ပုံမှာလက်ထိတ်ခတ်ပြီးဒူးထောက်ထိုင်နေကြတဲ့အမျိုးသမီးတူအပါအဝင်လူလက်ပိုင်းရွယ်အမျိုးသား၅ဦးနဲ့လက်နက်ခဲယမ်းတွေပါဝင်ပါတယ်။ သူတို့ကိုဒီကနေ့မနက်ပိုင်းကတန်လျင်မြို့နယ်ဘောတပြေကန်ကြီးရွာအနီးမှာကားတစ်စီးနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ Telegram Channel တွေကဝါဒဖြန့်ဖော်ပြထားကြပါတယ်။ဖမ်းဆီးခံထားရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့စစ်ကောင်စီ Telegram Channel တွေကဖော်ပြထားကြပေမဲ့မျိုးစိမကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ မြစည်းမရဲ့လက်လန်းမီတလောက်မင်းမြန်ချက်တွေအရစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့မြေရောက်ပျောက်ကြားတပ်ဖွဲ့ဝင်ယူဂျီတွေမဟုတ်ဘူးလို့ရန်ကုန်အခြေစိုက်တော်လိုင်းတပ်ဖွဲ့တချို့ကပြောကြားထားကြပါတယ်။မနေ့ကဇူလိုင်လ၁ရက်နေ့ညခေါ်နိုင်ဝင်းကျင်အချိန်မှာလှိုင်းသားရအရှိပိုင်းမြို့နယ်ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ90ညနဲ့ဖမ်းဆီးခံထားရသူအမျိုးသမီးကိုအရေးပေါ်စေကံပြသဖို့ဒူရဲအုပ်၂ဦးကလှိုင်းသားရစေယုံကို လိုက်ပါပို့ဆောင်ခဲ့တာပါ။ ဲ့လိုပို့ဆောင်နေတဲ့အချိန်ဒူရဲဦးနှစ်ဦးကိုလူနှစ်ဦးကတနက်နဲ့ပြစ်ခတ်ပြီးတဲ့နောက်ဖမ်းဆီးခံရသူအမျိုးသမီးကိုကားနဲ့ခေါ်ဆောင်သွားတယ်လို့ဒေတာတွင်းသတင်းမြစ်တွေကပြောပါတယ်။ပြစ်ခတ်ခံရမှုအတွင်းဒူရဲဦးသူတေဆုံးပြီးတအူးမှာတော့ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ညပိုင်းကစလို့စစ်ကောင်စီတပ်ဟာရန်ကုန်တမြို့လုံးကိုပိတ်ဆို့ရှာဖွေမှုတွေတင်းကျပ်စွာ ပြုလုပ်ခဲ့ပြီးမြို့နယ်တချို့မှာအဲ့စင်းစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ရန်ကုန်ဒေသခံတွေကပြောထားပါတယ်အဲ့နောက်ဒီကနေ့မနက်ပိုင်းမှာဖြစ်စဉ်နဲ့ပတ်သက်သူတွေကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကသတင်းထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောင်ချိုမှာစစ်ကောင်စီပုံကျဲမှုကြောင့်ဒေသခံ၃ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်မျိုးသားလွမြောက်ရေးတက်မတော် TLLA ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်30ကျေးရွာကိုဇူလိုင်လ1ရက်နေ့မှာစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသား3ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TLLA ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာမနေ့ကညနေ3နာရီဝန်းကျင်မှာလေကြောင်းကနေ၄ချိန်လာရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ပုံစံတလုံးကျဲချတိုက်ခိုက်မှုအတွင် နေအိမ်နှလုံးနဲ့ဖုန်ကြီးကြောင်နှစ်ကြောင်ထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီကအခုတရင်ဘက်အတွင်းတရလလေးထိန်းချုပ်ရာမြို့တွေကိုဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာပါပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်းကြောင်မဲမြို့ကိုလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်အမျိုးသမီး2ဦးအမျိုးသား2ဦးဒဏ်ရာရခဲ့သလိုနေအိမ်14လုံးစာတင်ကျောင်း2ကျောင်းနဲ့ဖုန်ကြီးကျောင်း1ကျောင်းထိမှန်ပျက်စီးခဲ့ရပါတယ် တပတ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တရလလီထိန်းချုပ်ရာနောင်ချိုကြောက်မဲနဲ့မိုးကုတ်မြို့တွေမှာဒေသခံ၈ဦးသေဆုံးပြီး22ဦးထပ်မံထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူတွေအနေနဲ့စစ်ရေးတရီအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတရလလီကတရီပေးထားပါတယ်ခင်ဗျာ။ မင်းလာနယ်အရှိချမ်းကြေးရွာနယ်ရွာကိုစစ်ကောင်စီတပ်မိထက်ရှို့ခဲ့ပြီး ရွာ၄၀ကျော်ကဒေသခံထောင်ချီထွက်ပြေးတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်အရှိချမ်းကကြေးရွာတွေဖြစ်တဲ့ဇေးမြောင်ကြေးရွာနဲ့ရွှေပေါက်ပင်ကြေးရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ကထပ်မံမိရှို့ဖျက်ဆီးနေတယ်လို့မင်းလာမြို့နယ်ပကဖအဖွဲ့စီကတရားဝါတယ်။ ဒီကနေ့ဇူလိုင်လ2ရက်မနက်7:00နာရီအချိန်မှာဇေယျမြောင်ကြေးရွာနဲ့7:00နာရီ20မိနစ်အချိန်မှာရွှေပေါက်ပင်ကြေးရွာတွေကိုမိရှုနေတာလို့မင်းလာမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။ဇေယျမြောင်ကိုချီပါတောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီတွေမီးတင်ရှို့တာစစ်ကောင်စီတပ်တွေရွာတွေကဖုန်ကြီးကျောင်းတွေမှာပြန်တက်ဆွဲနေပါတယ်။မင်းလာအရှိချမ်းမှာအင်အား900အထက်မှာရှိနေပါတယ်လို့ပကဖတာဝန်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကွင်းတာဆုံစစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖက်က အရာရှိတွေအပါအဝင်အများအပြားတိုက်ဆုံခဲ့တာပါ။အဲဒီနောက်ဇွန်လ16ရက်နေ့ကစတင်လို့မင်းလာနယ်အရှိချမ်းကကြေးရွာတွေကိုစစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာပြီးကြေးရွာတွေမှာတပ်ဖြန့်ထားပြီးတဲ့နောက်မိရှုဖြက်စီးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ေတိုင်းနေပါမီးရှို့နေတာဒီနေ့အထိဆိုရွာပေါင်း14ရွာအထိမီးရှို့ပြီးသွားပြီလို့မင်းလာမြို့နယ်ပကဖတာဝန်ရှိသူကဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့ဘကိုးရုံးမပေါ်ကိုနေမြေရှင်းလေးလှုပ်ဆောင်နေတာဖြစ်ပေမဲ့ရုံးမပေါ်ကိုတက်ရောက်နိုင်တာမရှိသေးဘူးလို့မင်းလာမြို့နယ်ပကဖစီကတရားဝါတယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့အင်အားအများပြားနဲ့စစ်ကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးမှုတွေကြောင့်မင်းလာနယ်အရှိချမ်းကရွာပေါင်း40ကျော်ကထောင်ထဲရှိတဲ့ဒေသခံတွေဘလို့ရာကိုထွက်ပြေးနေရတယ်လို့သတင်းရရှိပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ယူကရိန်းကိုဒုံးကျည်နဲ့လက်နက်ခဲယမ်းတချို့တင်ပို့မှုအမေရိကန်ရဲ့ဆိုင်တဲ့သတင်းကိုကြည့်လိုက်အောင်ပါ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းလက်ကျန်နယ်ပါလာမှုကြောင့်ယူကရိန်းကို လေကြောင်းရန်ကာဝယ်ရေးဒုံးကျည်တွေနဲ့တခြားလက်နက်ခဲယမ်းတွေတင်ပို့မှုတချို့ပင်ဒဂွန်ကရပ်ဆိုင်းလိုက်တယ်လို့အဲ့ဒီကိစ္စနဲ့နှီးဆက်သူနှစ်ဦးကအင်ကာနေမှာပြောကြားခဲ့ပါတယ်။ရုရှားရဲ့စစ်ပွဲအဆုံးသက်ရေးရည်မှန်းချက်နဲ့အညီယူကရိန်းကိုစစ်ရေးအကူအညီဆက်လက်ပေးဖို့တမရထရန့်ကိုရွေးချယ်စရာတွေပေးထားတယ်လို့အီးမေးမှာပင်ဒဂွန်စစ်ထနာချုပ်ကပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲဌာနအနေနဲ့အဲ့ဒီရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့ဌာနရဲ့ချင်းကပ်ပုံကို ပြင်းပြင်းထန်ထန်ဆန်းစစ်ပြီးလိုက်ရောညီထွေဖြစ်အောင်လှုပ်ဆောင်နေတယ်လို့အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဦးစားပေးရေးတွေအတွက်အမေရိကန်တပ်ဖွဲ့တွေရဲ့အသင့်ဖြစ်မှုအတွက်ဆောင်ရွက်နေတယ် lambda ရေးရလက်ထောက်အတွင်းဝန် Every Kobe ကပြောကြားခဲ့ပါတယ် ယူကရိန်းရဲ့ငါးပုံတပုံကန့်ကိုထိန်းချုပ်ထားပြီးဖြစ်တဲ့ရုရှားဟာမကြသေးမီရဲ့သတ္တပတ်တွေအတွင်းဆက်လက်ချီတက်လာပြီးယူကရိန်းရှေ့တောင်ပိုင်းမှာရှိတဲ့ဒွန်းနက်နဲ့ဒီနီပရိုပက်ထရိုစကီဒေသတွေမှာ နေမီစိုးမိုးထားသလိုနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ လက်နက်အကူအညီအားလုံးကို ဖေဖော်ဝါရီလမှာခေတ္တရန်နာခဲ့ပြီးမတ်လမှာဒုတိယအကြိမ်ထပ်မံရပ်ဆိုင်းခဲ့ပြီးတဲ့နောက်ဘိုင်ဒန်အစိုးရလက်ထက်မှာဂရုပြုထားတဲ့နောက်ဆုံးအကူအညီကို ထရန့်အစိုးရက ပြန်လည်ပေးပို့ခဲ့ပါတယ်။ အမေရိကန်ရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်မှုအတွက်အဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပြီးတခြားနိုင်ငံတွေစီစစ်ရေးပံ့ပိုးကူညီမှုကိုအမေရိကန်ကာကွယ်ရေးဌာနရဲ့ပြန်လည်သုံးသပ်မှုအတိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းအင်ဖြူရောပြောရေးဆိုဝင်ရှိသူအန်နာကယ်ရီကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကအပြည့်အဝကျူးကျော်ခြင်းကဆလို့ယူကရိန်းကိုစစ်ရေးအကူအညီဒေါ်လာဘီလီယံပေါင်းများစွာ ပေးပို့ခဲ့ပြီးအမေရိကန်မှာစစ်လက်နက်လက်ကျန်နှေးပလာတာကြောင့် Trump အစိုးရအဖွဲ့ကတချို့ကစိုးရိမ်လာကြပါတယ်။လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ပြစ်မှတ်တိကျတဲ့လက်နက်ခဲယမ်းတွေလည်းတင်ပို့မှုရပ်ဆိုင်တဲ့အထက်မှာပါဝင်ခဲ့ပါတယ်။အမေရိကန်စစ်လက်နက်တွေ တူလောင်မှုအလွန်မင်းနေပါလာမှာကိုစိုးရိမ်မှုအပေါ်အခြေခံလို့စောင့်ရွက်ခဲ့တာဖြစ်ကြောင်း BBC ရဲ့ American Media Makepack CBS News ကဖော်ပြခဲ့ပါတယ်။ American တပ်ဖွဲ့ရဲ့အင်အားကိုမေကွန်းထုတ်เสียမလိုပါဘူး။အီရန်ကိုမေးကြည့်လိုက်ပါလို့ပြီးခဲ့တဲ့လကအီရန်နျူကလ ియర్ စခန်း၃ခုကို American ကတိုက်ခိုက်မှုကိုရည်ညွှန်းပြီးကယ်ရီကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကနယ်သာလန်မှာရှိတဲ့နေတိုးထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဇာလန်စကီးနဲ့တွေ့ဆုံပြီးမကြာမီအဲ့ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ဧပြီလနောက်ပိုင်းမှာအမေရိကန်ကစစ်ရေးအကူအညီ ပေးတာကြောင့်ယူကရိန်းရဲ့ဓာတ်တပ်တိုက်တွေကိုအမေရိကန်ကိုအုံပြုခွင့်ပေးတဲ့သဘောတူညီချက်တည်းရဲ့နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားကယူကရိန်းကိုစစ်ပွဲအရှိန်မြှင့်လိုက်ချိန်မှာပဲအမေရိကန်ရဲ့စီရေအကူအညီဟာဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ1100ချက် ပြင်ပပေါက်စီ4520ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1652ဒသမ9ကျပ်ပြင်ပပေါက်စီ3569ကျပ်ယောဘာဒီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1455ဒသမ59ကျပ်ပြင်ပပေါက်စီ9330ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ9 6ကျပ်ပြင်ပပေါက်စီ139ဒသမ65ကျပ် ေရှားသမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်900.6ကျပ်ပြင်ပပေါ့စီ1084ကျပ်ပေါ့စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါအစိုးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တယ်အသင်းသတ်မှတ်စေ58သိန်း900ကျပ်ပြင်ပပေါက်စေ88သိန်း900ကျပ် 55ဘဲကြက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ55ဒိတ်21885ကျပ်ပြင်ပပေါက်စေ84ဒိတ်3000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်1လီတာကို2930ကျပ်ပရီမီယံဒီဇယ်1လီတာကို3385ကျပ် အောက်တိတ်92ဒီလီတာကို3140ကျပ်အောက်တိတ်95ဒီလီတာကို3210ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးပြည်စင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစင်းတို့တွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6060ကျပ်ပြင်ပပေါက်ဈေး8500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစင်းတို့တွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။တမျိုးစီမ Prime Time မျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။